မင်္ဂလာပါဒီနေ့လေ့လာမယ့်သင်ခန်းစာကတော့ active and passive ပေါ့နော် active နဲ့ passive ဆိုတာကဘာလဲကျောင်းမှာရှိတဲ့ grade 10 11 12မှာဆိုရင် active passive pattern grammar pattern တမျိုးကဖြစ်မနေသိရမယ့်ပုံစံတမျိုးပေါ့နော်ဒါလေးကို share တူတူလေ့လာကြည့်ကြအောင် active passive ဆိုတာဘာလဲ active passive ဆိုတာက object နော် sentence ကမှာရှိတဲ့ subject နဲ့ object ကို နေရာအချိန်ပြောရေးထားတာဒါကို ရိုးရိုး subject verb object ပါမယ်ဆိုတော့ဒါ active စာကြောင်းပေါ့နော်ဒီမှာ object ကိုရှေ့ပို့ရေးထားမယ်ဆိုရင်တော့ကျွန်တော်ဒါကို passive လို့ခေါ်တယ်ဟောဒီစာကြောင်းမှာဆိုကြည့်မယ် susu likes coffee မှာဆိုရင် susu ကမှာ subject ဖြစ်တဲ့ likes က verb နော်ခု object ဖြစ်တဲ့ coffee coffee ရဲ့ object ်အင်းဒါကဘာကြောင်လဲဆိုရင် active ဒီ active စာကြောင်လို့ရှင် passive ကြောင်ရင်းမယ်ဆိုရင်ရှေ့ရပြောခဲ့တယ်လို့ object ကို passive ဆိုတော့ object ကိုရှေ့ပေါ်ရင်းရဆိုတော့ coffee ကော object ကရှေ့လာတယ်ပြီးတော့ချေပါအမ်ကြောင်းရဲ့ buff ကြောင်းနဲ့နေရှိရပေါ့ဒီမှာ buff ပြတဲ့ like လို့ so it's like ပြီးတော့ subject ကိုနောက်မှာရေးရတယ်ဆိုရင်ကျတော့ coffee object ကရှေ့ရောက်ပါတယ်ပြီးတော့ subject ကျန်တော့ရောက်ပါတယ်ဒါကိုကျတော့ passive စာကြောင်လို့ခေါ်တယ်ညီမတို့ပြောမယ်ဆိုရင်စူးစူးက coffee ကိုကြိုက်တယ်ကော passive အနေနဲ့ဆိုရင် copy ကိုစူးစူးဝါကြိုက်တယ်ဒီလိုဖြစ်သွားပါဘောနော်ဟုတ်ပြီအဲဆိုရင် step ကိုရေးရမှာနော်ဒီ steps ကဘာလဲဆိုပထမဆုံး object ကိုရင်းရေးမယ် object ကိုရေးပြရတယ် path ကိုပြောင်းမယ် path ကိုပြောင်းမယ် subject ကို point ခံပြီးရေးပြမယ်ပေါ့နော်ဒီသုံးမျိုးပဲ object ပြီး subject object ပြီး path ပြီး subject ကိုလာမယ်ဟုတ်ပြီဒါပေမဲ့သူ့မှာ သူကဘိုင်းခံရောမယ်ဆိုရင်တော့ဒီမှတ်ရမယ့်အရာအကြောင်းတိုင်းမှတ်မယ့်အရာရှိပါတော့ I we you they he she people or someone somebody everyone everybody no one nobody no one anybody ဒါလေးဆိုရင်တော့ကျလို့ဘိုင်းလို့ဘာလို့ဆိုဒီကောင်းနေက undefined ဟို subject တွေလို့ခေါ်ပါတော့ကျွန်တော်ဒါရေးချက်ဒီအရာတွေက subject နေရာမှာရှိရပဲဆိုတော့ကျွန်တော်အနေနဲ့ အာဘိုင်း nobody ဘိုင်းနေပါလိဆိုပြီးရေးပြစီရမလို့ဦးဒီရမက်တခုနောက်ခုမှတ်ထားမှာ no နေနဲ့ no and nobody တို့တိပိတာ no ပါပိတာနဲ့ဒါအညင်ပဲ no any က no နဲ့ညင်ချေတော့ no ကိုဖြုတ်ပြီးကြတော့ no ရေးထားတဲ့အတွက်ကြောင့်ဒီ anyone any ပါလိ subject နေရာမှာဆိုတော့ဘိုင်းခံပြီးဒီကောင်ကိုဖြုတ်လိုက်မယ်ဘိုင်းခံစရာမလိုတဲ့အတွက်ကြောင့်ပါဒီ no and nobody ကိုချေတော့အနေနဲ့ဖြုတ်လိုက်မယ်ဖြုတ်လိုက်မယ်ဆိုရင်သူ့မှာရှိရတဲ့ negative effect ကကျန်နေမယ်ဆိုတဲ့အတွက်ကြောင့်ချေတော့ passive စာကြောင့်မှာ not ထည့်ပြရင်ဒါကြောင့်ချေတော့ဥပမာနဲ့နောက်မှာ session ပြပါမယ် ဟုတ်ပြီဒီမှာ active passive မှာပထမဆုံးအချက်ကို object ကိုရေးပြရတယ် buff ကကျတော့ပြောင်းရမှာရှိတယ်ပေါ့နော်ရွံ့ရတမျိုးကြ buff နဲ့ပြန်ရင်းရမှာပေါ့မတကယ်ချေရောရဲ့ active စာကြောင့်မှာ buff 1ဆိုရင်သူ x မှာ bomb buff 3 passive တဘောက b plus buff 3ပဲအဲ့လိုမှတ်ထားနိုင်ရတယ်ဒါ b plus buff 3 passive မှာလည်း buff 2 b plus buff 3ဘဝဖြစ်တဲ့အတွက်ကြောင့် x မှာ bomb buff 3 buff 2ဆိုတော့ watchware ဘောင် battery BB အုပ်စုအဖွဲ့ဝင်တွေဖြစ်တဲ့ Instagram watchware တွေတော့မျိုး battery ဂျိုဂျိုယုံမှုရင် battery ကို battery ပြောင်းမိနိုင်တယ်ဟုတ်ပြီနောက်တစ်ခုကကျတော့ headset head phone battery ဆိုရင်ဒီ headset head phone ဒီ BB အုပ်စုဖွဲ့ဝင်နေဖြစ်တယ် BNB အဲ့ဒါမှ BNB ထည့်ပြလိုက်ပြီးတော့ battery ရေးလိုက်ရုံနဲ့ နောက်တစ်ခုက web black buffer web black buffer ဆိုရင်ကျတော့ကအဲဝင်းနောက်ကမြင်တဲ့ buffer လိုက်တဲ့အတွက်ကြောင့် back to b အုပ်စုတွေကနေ bb ကိုကျတော့ခေါ်ပြီးတော့သူ့ရဲ့မူရင်း buffer buffer ပြောင်းမလဲရမလဲ web buffer ဆိုအဲ့လိုအလားတူပဲ xml မှာ buffer အချင်းဆိုရင် xml မှာ bin ချင်း b ပေါ့ buffer ပတ်စံနဲ့ညာနောက်ဆုံးမှာ buffer ပဲနော် so it's going to ဒါမှမဟုတ် are going to and ဒါလိုမျိုးကြီးဆိုရင်တော့ are going to be black buffer ပဲသူကအမြင်နဲ့ buffer ထည့်ရမှာဆိုရင်ဒီမူရင်း original ဘာကြီးကဘဝန်လိုက်တဲ့တော့ကြောင့်ချက်လို့ကြားထဲမှာဘဖဝန်ထည့်ပြလိုက်တယ်ဘဝန်ဖြစ်တယ်ပေါ့နော်ဘီဘီထည့်ပြလိုက်တဲ့ဆိုရဲသဘောပဲအဲတေချာလေးလေးလာပြီးကြည့်လိုက်မယ်ဆိုရင်မှတ်လို့ရတယ်ပေါ့နော်ဟုတ်ပြီဘဖပြောင်းလဲပုံချက်လို့သိတော့အဓိကအရင်မြေဖတ်ဖြစ်ရတဲ့အရင်မြေကတော့ဘဖပြောင်းလဲပုံပေါ့နော်ဒီဘဖပြောင်းလဲပုံအလွတ်ရမယ်ဆိုရင်ဘဖစစာကြောင့်ဘဲအက်တစ်စာကြောင့်ဆိုဘက်ဆက်ပြောင်းလဲရပြီ pursuing the examination and put it on our pen our teacher punished uh on -oh, all things he was late. These are my swing. Subject of object quite swing. Subject our teacher. Hobby buff got banished. Now cool. Object got on. Hobby. The on keep we may practice on your image. Yeah. Uh, training at the hour. Uh, and some at the game. Did you like me swing? အောင်ဖြစ်ပုံနဲ့အောင်အောင် Spanish က back to ဖြစ်တဲ့အကြောင်းချေတော့က back to ဆိုရင်ပတ်စစ်စာကြောင့်မှာ was where ပေါ့ back three အဲ့ကြောင့်အောင်အောင်က was တော့မလား where တော့အောင်အောင်အနည်းဆုံး was အောင်အောင် was Spanish by our teacher thinks he was late and that's when cherry passive စာကြောင့်အမှန်သွားပြီဒါ adjective ကနေ passive ပြောင်းလာအားကြဆိုရင်အားလုံးနားလည်သွားမယ်ထင်တယ်တခြားဒီ buff 2မဟုတ်ဘူးတခြား buff တွေဆိုတော့ဒီတိုင်းနေ so we know is gonna to no one is going to appreciate you until you achieve something great ဟုတ်လားဆိုရင်ဒီမြန်မာလိုဆိုတော့ဘယ်သူမှမင်းတခုအောင်မြင်မှုမလုပ်နိုင်ခင်ဘယ်သူမှမင်းကိုလို့ချီးကျူးဂုဏ်ပြုနေမှာမဟုတ်ဘူးဆိုတော့ no one is gonna appreciate you ပေါ့နော်အဲတော်ကောက်ဆိုတော့ going to ဆိုတော့ gonna လို့ခြေတော့ကအဲအတန်ထွက်လို့ရတယ်အဲ့ဒါကိုရေးမယ်ဆိုရင်ခြေတော့ဒီ until is your subject of object ကိုဖွဲကြည့်နိုင်နော် no one subject is going to appreciate but နောက်တစ်ခုက you ဟာ object အဲ့ဆို object ကိုရှေ့ပို့ရင်မယ်ကျွန်တော်သိပြီးသားဒီ is going to plus of one ဆိုရင် is going to be plus plus 3 but you know ဆိုချက်သိပြီးသားဒါပေမဲ့ဒီစာကြောင်းမှာအဓိကသတိထားမှာ no when no when ဘာကြောင်းချက်တော့ကနောက်ထပ်ပြီးမယ် passive စာကြောင်းမှာဆိုရင် you so is ka you ရှေ့ပို့လိုက်တော့ is ka အားဖြစ်သွားမယ် you are going to be appreciated အဲ့ဆို you are not going to be appreciated နမိ appreciate ဲဆိုဘိုင်းချက်ပြည်ကြမလို့ until you achieve something great အဲ okay အဲဆိုရင်ဒီ active passive စာကြောင့်ကိုကြောက်တော့ပြရဆိုရင်အဖြေကြည့်လိုက်မယ် you are not going to be appreciated until you achieve something great okay ဒီလိုပုံစံမျိုးပဲတခြား buff အဲတော့တခြား buff ပုံစံမျိုးမျိုးလေးဆိုရင်လည်းဒီ passive စာကြောင့်ပြောင်းလိုက်ရမယ်ထင်တယ်